ရောဆက်ရဲ့ဒုတိယဇနီးဖြစ်တဲ့ဒေါ်တိရာအောင်ဟာမိသားစုပိုင်လက်ဝတ်ရတနာတွေကိုလိမ်ညာယူသွားပြီးပြန်မပေးခြင်းနဲ့အတွက်မဟုတ်မမှန်စကားတွေကိုလှုပ်ချံပြောဆိုနေတာဖြစ်ကြောင်းဖော်ထုတ်လာခဲ့တဲ့ဥရောဆက်ရဲ့ပထမဇနီးကရတဲ့သားသမီးများမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့လပိုင်းအတွင်းကလေးကမိုးကုံမျိုးကဘီလီယံနာတထေးတဝူဖြစ်တဲ့ဥရောဆက်ရဲ့အိမ်တွင်းစံပတ်မှုဇလန်းကိုပရိသတ်တွေအားလုံးသိရှိပေးတာဖြစ်မယ်လို့ထင်ပါတယ် ဥယောဆက်ဟာအိမ်နောက်နှဆက်ချခဲ့သူဖြစ်ပြီးပထမအိမ်နောက်နဲ့သားသမီး9ယောက်ထွန်းကားခဲ့ကဒုတိယအိမ်နောက်ဒေါ်တီရာအောင်နဲ့တော့သားသမီး3ယောက်ထွန်းကားခဲ့တာလည်းဖြစ်ပါတယ်ဒုတိယအိမ်နောက်နဲ့ရတဲ့သားသမီးတွေကဂျူလီယာဆက်ကတော့ဥယောဆက်နဲ့ဒေါ်တီတာအောင်တို့ရဲ့သမီးဦးဖြစ်ပြီးအမေရိကနိုင်ငံမှာပွဲရခဲ့ကအခုလက်ရှိမှာတော့ကိုပိုင်အရေးချင်းနဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရင်းနဲ့ရပ်တည်နေနိုင်နေသူလည်းဖြစ်ပါတယ်။ ဂျူလီယာဆက်ဟာသူမနေရာတနေရာရပြီးတော့အောင်မြင်လာတဲ့အချိန်မှာဖခင်ဖြစ်သူဦးရော့ဆက်ကအိမ်တွင်ချက်ဖတ်မှုကျူးလွန်သူတယောက်ဖြစ်ကြောင်းဖော်ထုတ်လာခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဥယောဆက်ဘက်ကတော့သူဘက်ကအိမ်တွင်ချက်ဖက်တာတွေမလုပ်ခဲ့ပဲဂျူလီယာဆက်ကလည်းဆေးဆွဲနေသလိုဂျူလီယာဆက်ရဲ့မိခင်ဖြစ်သူဒေါ်တီတာအောင်ကလည်းမိသားစုပိုင်းလက်ဝတ်ရန်နာတွေကိုခိုးယူသွားခဲ့တာကြောင့်တရားစွဲဆိုထားတာဖြစ်တယ်လို့ပြန်လည်ဖြေရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။ ီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့ဒေါ်တီတာအောင်ကသူမအသက်16နှစ်အရွယ်မှာဥရောဆက်ရဲ့တင်ပိုက်ချင်းကိုခံခဲ့ရပြီးအလိုမတူပဲပေါင်းတင်ချင်းကိုလည်းခံခဲ့ရတယ်လို့အလုံးရဲ့ရှေ့မှာဖော်ထုတ်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်အိမ်အောင်တက်တဲ့ရှောင်းမှာလေသားသမီး၃ယောက်ရှာပြီးတဲ့အထိမကြာခဏဆိုသလိုရိုင်းနှက်ခံခဲ့ရပြီးဥရောဆက်ကအများအမြင်မှာတော့သူတော်ကောင်းတယောက်ဖြစ်ပေမယ့်မိသားစုဝင်တွေပေါ်မှာတော့နှိမ့်ဆက်တဲ့သူတယောက်ဖြစ်တယ်လို့ဖွင့်ဟပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ဥရောဆက်ရဲ့ပထမစနေရရတဲ့သားသမီးတွေကတော့ဒေါ်တိရာအောင်ကမိသားစုပိုင်းလက်ဝတ်ရတနာတွေကိုလိမ်ညာခိုးယူသွားခဲ့ပြီးပြန်မပေးချင်တဲ့အတွက်အခုလိုမဟုတ်မမှန်တဲ့ဇကားတွေကိုလောက်ချံပြောဆိုနေတာဆိုပြီးတော့ပြန်လည်ဖြည့်ရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။ဥရောဆက်ရဲ့သားတယောက်ကအခုလိုပြန်လည်ရှင်းပြထားပါတယ်။1995ခုနှစ်မှာဒေါ်တီရာအောင်ရဲ့အသက်က22နှစ်ရှိပြီဖြစ်တော့လဲဆယ်တန်းကျောင်းသူအဖြစ်အသက်မပြည့်သေးသူလို့ပြောင်းလဲပြောဆိုနေတာဖြစ်ပါတယ်။ ရိုင်းနှက်အနိုင်ကျင့်တယ်ဆိုတာလဲကျွန်တော်တို့မိသားစုနဲ့စုဟာတာမွေအိမ်မှာအတူတူနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်ရောမျိုးအောင်ရော အတူနေခဲ့ကြတာပါ။အဖေဟာအရက်တောက်ပြီးဒေါ်တီရာကိုအနိုင်ကျင့်ခဲ့တယ်ဆိုပြီးဘယ်တော့မှမရှိခဲ့ပါဘူး။နောက်ပိုင်းမှာဖိုးစင်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့တော့ကလည်းအဖေကမိုးကုတ်ရှိဟိုတယ်လေးတက်ဆောင်ဆောက်လုပ်ရန်နဲ့ပြုပြင်ရေးလုပ်ငန်းများကြောင့်မိုးကုတ်မှာသာနေထိုင်ခဲ့တာများခဲ့ပါတယ်။ ထောင်ကားလွတ်ပြီး၁၂နှစ်တာကာလမှာမိုးကုန်းမှာပဲအချိန်အများဆုံးနေထိုင်ခဲ့ပါတယ်။ဒါကြောင့်ဒေါ်သီရာပြောတဲ့အနိုင်ကျင့်မှု ရှိမရှိဆိုတာကို အတူတကွနေထိုင်ခဲ့ကြတဲ့ကျွန်တော်တို့မိသားစုဝင်အားလုံးကကောင်းစွာသိပြီးသားဖြစ်ပါတယ်။ဒေါ်သီရာကိုအဖေဘလောက်ချစ်ခင်တန်မိုးထားခဲ့လဲဆိုတော့မိုးကုတ်နှစ်ရှစ်ရာပွဲမှာဒေါ်သီရာကိုပဲပွဲထုတ်ခဲ့တာပါတိုင်းရင်းသားလုပ်ငန်းရှင်တွေပွဲနဲ့တရုတ်ပြည်ကိုသွားရောက်ခဲ့စဉ်ကလည်းအတူတူပါဝင်ခဲ့တာတွေကတက်တည်ပြနေပါတယ် ကျွန်တော်တို့အားလုံးအတူတူရှိနေခဲ့ကြတာကြောင့်ဘယ်သူမှလိန်လို့မရပါဘူး။ဒေါ်တီလာအောင်လုပ်ခဲ့တဲ့ခွင်းလွတ်လွတ်မရတဲ့အမားတစ်ခုကိုတော့ကလေးတွေရဲ့မျက်နှာထောက်ပြီးအဖေကတီးခံပေးခဲ့တာကိုအဒေါ်တီလာပြန်လည်အမတ်ရစေချင်ပါတယ်။ငွေများတရားနိုင်ဆိုတာမဆိုင်ပါဘူးဗျာ။ဂျူလီယာဆက်နဲ့ဒေါ်တီလာအောင်လိုင်းပေါ်မှာ မလီဆဲခင်ကလေးကခိုးယူသွားခဲ့တဲ့ကြောက်ကို ပြန်တောင်းရာကနေပြန်မပေးလို့အမှုဖွင့်ဆိုထားတာပါ။ ီအမှုကိုကြော်လွှားဖို့မဟုတ်တန်းတရားတွေလီးဆဲပြီးပြောနေတာကြောင့်ဒေါ်တီတောင်ရဲ့စိတ်နေသဘောထားကိုဖော်ပြခြင်းဖြစ်ပါတယ်။ကျွန်တော်ပြောဆိုသည်။အကုန်လုံးကအမှန်တွေပါ။သူရဲ့နောက်ွယ်ကရုံးမာမှုတွေကိုချပြခြင်းကသူကျွန်တော်တို့တဆွေလုံးတစ်မျိုးလုံးပေါ်မှာဆယ်နှစ်ကျော်တိုင်းနှီးမျိုးစုံနဲ့ရုံးမာခဲ့လို့သူရဲ့တယုံမှန်ကိုချပြတာပါ ထတ်တိုးအမှုဘာတစ်ခုမှမရှိပါဘူး သူယူသွားတဲ့အကြောက်တံပိုးကကြီးလို့ပြန်မပေးချင်ရင်လည်းအခုလိုမဟုတ်တန်းတရားတွေလီဆယ်ပြီးအတနာခံတာဟာလုံးဝမဖြစ်သင့်ပါဘူး။အမှန်တရားကအမြဲတမ်းနိုင်နေမှာပါဟုဆိုကာဥရောဆက်ရဲ့သားတွေကရှင်းပြထားတာလည်းဖြစ်ပါတယ်။သူက1995ခုနှစ်မှာအတော့အတက်က22နှစ်ရှိဘာဖြစ်လို့အတော့ကဦးလေးကို16နှစ်နဲ့အတော့10တန်းကြောင်းတူလို့ဘာလို့အတော့လိမ့်နေလဲအတော့ဘာဖြစ်လို့အဲ့လိုမျိုးလောက်တာလဲဦးလေးကိုဦးလေးနဲ့ ်အတော်နဲ့စပြီးတော့မှတယုံဝင်ပေါင်းတဲ့အချိန်နော်လူသိရှင်ကြားပေါင်းတဲ့အချိန်ဆိုရင်2021အဲ့ချိန်ကနေစပြီးကျွန်တော်တို့အတော်နဲ့တူတူနေတယ်နော်အတော်ရဲ့ဖက်ကအမျိုးတန်ဝင်းတို့မန္ဒီလာတို့အားလုံးမန္ဒီလာတို့ဒီတင်ဒီလာဖြိုးအားလုံးကျွန်တော်တို့နဲ့အတူတူအားလုံးနေခဲ့တယ်ဦးတန်ဝင်းနဲ့မတင်ဒီလာဖြိုးလည်း အတော်ကြောက်မလို့အတော်ဦးလေးနောက်မှအရန်တိုင်တာနော်အတော်ဦးလေးအရင်ခောက်ခောက်ကိုအတော်တိုင်တာတခိုးဆိုမှအတော်ရဲ့ဦးလေးကိုနော်ပြီးရင်တင်နီလာလည်းအဲ့လိုပဲစရင်ကဘာလုပ်တယ်ညာလုပ်တယ်ပြောပြီးတော့မှအတော်ကတင်နီလာဖြိုးနေဦးလေးကိုအတော်ကတောင်းပို့တာနော်ထုံလို့မရတော့အဲ့မှာအတော်ကအဲ့ချိန်တော့က ဥလီနာမှာသူ့ရဲ့မကောင်းကြောင်းတွေအတော်ပြောပြီးတော့မှအတော်တင်လာဖြိုးနဲ့ဥတန်ဝဲရောင်နဲ့အတော်အရင်ခောက်ဥလီနဲ့အတော်ညီမတဝမ်းခွဲလို့အတော်လည်းထုတ်ခဲ့တာမဟုတ်တော့ပြီးတော့မက်နီလာတို့နဲ့ကျွန်တော်တို့နဲ့လည်းအကုန်လုံးကျွန်တော်တို့ကောင်းကောင်းမှုမနေဥတန်ဝဲတို့လည်းတမီကြည့်လာတယ်နော်တင်လာဖြိုးတို့လည်းတမီကြည့်လာဥလီတို့ဥလီကအတော်ပေါ်မှာအကျန်းဖတ်ခဲ့တာအတော်ရှိတယ်အတော့ဘယ်လောက်ခဲ့ပြီလားเนาะအတော့လူရတွင်းခဲ့တယ်အတော့ပြီးသွားလို့ရှိရင်အတော့အလိုလိုက်ခဲ့တယ်အတော့ တမျိုးလုံးဦးလေးတခြားလူတခြားဘဒုမျက်နှာမှမကြည့်အတော့မျက်နှာတစ်ခုပဲကြည့်နေတော့ဦးလေးအများကြီးအတော့ပေါ်မှာကောင်းခဲ့တယ်နော်အတော့ရဲ့မှဖင်ကကြတဲ့တွေးနော်အတော့ຢາດີလာတဲ့ချိန်ပတ်မခံမဲနဲ့အတော့ကြရတဲ့တွေးကိုကျွန်တော်ပောက်ခဲ့ပြီးပုတ်ခဲ့ပြီးတာကကျွန်တော်စကားတခွမှကျွန်တော်အတော့ကိုမပြောဘူးနော်အတော့ဘာဖြစ်လို့အလောက်ထိအတော့အလောက်ထိအတော့ရဲ့စိတ်ကအလောက်ထိအတော့အောက်တန်းကြတယ်ဘာဖြစ်လို့အလောက်အောက်တန်းကြတာကို အမှန်ကအတော်ဖြစ်နေတဲ့ဟောဘာလို့ကျွန်တော်တို့ဦးလေးကိုအတော်ကောင်းစင်တက်ပြီးတော့မှအတော်ပွဲရှာတာလဲပြောဂျူလီယာဆက်ကိုရောဘာလို့အတော်အလောက်ထိမှကို့အဖေကိုပြန်စော်ကားတဲ့အမီးမိုက်ဖြစ်အောင်ဘာဖြစ်လို့အတော်လုပ်တာလဲအတော်ပြောကြည့်စမ်းနော်ဂျူလီယာဆက်ကလေးသူ့မှာတက်လန်အများကြီးရှိတယ်အတော်အတော်မရင်းငယ်ဖြစ်ခဲ့တာအဲ့ဒါအတော်အဲ့ဒါကအဖြစ်မှန်အတော်အတော်လက်ခံလိုက် ဇက်လန်ထွင်ပြီးတော့မှတာပီးကိုအတော်ရှောက်မပြောနဲ့အတော်ကျွန်တော်အများကြီးမပြောချင်ဘူးတော့အတော်အဲ့လိုမျိုးမယုံပါနဲ့ဦးလေးပေါ်မှာနော်ဦးလေးတို့ပေါ်မှာအများကြီးကောင်းခဲ့တဲ့အတော်ကြီးကျွန်တော်အများကြီးမပြောချင်ဘူးတော့နော်အခုချိန်မှာအတော်ဂျူလီယာဆက်ဖို့ဆိုလို့ရှိရင်အတော်အရန်အမြင်မှန်ရအောင်အတော်အရန်ကိုလမ်းပြပေးတင်တယ်နော်ကျွန်တော်ချင်တယ်နော်အတော်အခုဂျူလီယာဆက်ဒီလိုတွေဖြစ်နေရတယ်အကုန်အတော်အကြောက်နေတော့ဂျူလီယာဆက်မိုးကုန်းမှာလာတော့ကအခုသူ့အကိုတွေနဲ့သူ့ အရင်အစရင်းရင်းနီးနီးကိုစမောလို့ဘာလို့လဲနေတယ်နောက်ပိုင်းအတော်တင်ခဲ့ပြီးတာမနေအောင်အဲ့ဒါနှစ်အကိုလေးမဟုတ်ဘူးဆိုတာအတော်ပဲတင်ခဲ့ပြီးတာမိဘမဲ့ကြောင်းကအဲမြစ်ပရင်ခွင်ကကလေးတွေအတော်တမီနဲ့သူသူစော့လာအောင်အတော်ပိတ်တင်ခဲ့တာအတော်နော်ငါတို့နဲ့အစ်စ်မတူတော့ဘူးဆိုပြီးမှအတော်ပိတ်တင်ပြီးတော့မှဂျူလီယာဆက်ကိုဒီဘောကမိဘကိုပြန်စော်ကတက်အောင်လုပ်ခဲ့ပြီးတာအတော်ပဲအတော်နော်အဲ့ဒါကိုယ့်အကိုပြန်စဉ်းစားအဲ့လောက်ထိမှ အဲမလုံနဲ့ဦးလေးကိုနော်မလုံနဲ့အတို့ကြည်နေတယ်နော်လောကကြီးမှာဖျားရှိတာအတို့ယုံတာနော်အတို့စော်လိုက်နေဖျားနော်အခုတော့မှစော်နေပြီအတို့အတို့ဘောကအောက်ထိရောက်နေပြီနော်